စစ်တပ်ထောက်ခံတဲ့သူတွေဆွေးဆွေးခုန်သွားစေမယ့်မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒါတွေကတော်လန်ยีအင်အားစုတွေတိမ့်ပိုက်ထားတဲ့မြန်မာအာဏာသိမ်းစစ်ကောင်စီတပ်ရဲ့စခန်းအတွင်းပိုင်းဓာတ်ပုံတွေပဲဖြစ်ပါတယ်။ဒါတွေကကျွန်တော်တို့တိမ့်ပိုက်ထားနိုင်ခဲ့တာပါ။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခီးသွားဆိုတဲ့ YouTube Channel လေးကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်က ဒီကျွန်တော်ရောက်ရှိနေတဲ့တော်လန်ကြီးနယ်မြေတွေကနေပြီးတော့မှဒီအာနာသိန်းစစ်ချုံးကောင်စီရဲ့စစ်တပ်စခန်းတွေကိုကျွန်တော်တို့တော်လန်ကြီးအင်အားစုတွေတင်ပိုက်ပြီးတဲ့အခါကျွန်တော်တို့တွားရောက်ဒီမှတ်တမ်းယူရင်းနဲ့ကျွန်တော်ရိုက်ရှိခဲ့တဲ့မှတ်တမ်းတွေကိုကျွန်တော်ကပြန်လည်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒါဆိုရင်အာနာသိန်းစစ်ချုံးကောင်စီရဲ့ဒီရဲစခန်းတစ်ခုပဲဖြစ်ပါတယ်။အဲဒီရေစကန်ထဲမှာဆိုရင်မိုင်းတွေတိတိကျကျမရှင်းလင်းရသေးတဲ့အကြောင်းမို့လို့ကျွန်တော်တို့စကန်အတွင်းမိုင်းတွေတိတော့ တော့ဝင်ရောက်မှတ်တမ်းတင်ထားခဲ့ခြင်းမရှိဘူးပေါ့နော်။ဒါ့ဝိမဲ့လို့လည်းဒီစခန်းရဲ့ပြင်ပပပက်လေစစ်ကောင်စီတက်တွေတက်ဆဲခဲ့တဲ့နေရာတွေကိုတော့ကျွန်တော်မှတ်တမ်းယူနိုင်ခဲ့ပါဗါး။ဒါရီယာဆိုရင်အာနာသိန်းစစ်ရှုံးကောင်စီကနေပြီးတော့မှဒီသူတို့ရဲ့စခန်းအတွင်းပိုင်းကနေပြီးတော့ပြစ်ကွင်းရှင်းစီရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြစ်ခတ်ဖြက်ဆီးထားခဲ့တဲ့ဘေးပတ်ဝန်းကျင်ကမြင်ကွင်းနေပဲဖြစ်ပါတယ်။ဒီလက်ရှိဒီအဆောက်အဦကြီးရာဆိုရင်တော့ဒီအာထကစာတင်ကြောင်းတစ်ကြောင်ဖြစ်ပြီးတော့ ဒီစာသင်ကျောင်းထဲမှာဆိုလို့ရှိရင်လည်းအာနာသိန်းစစ်ရှုံးကောင်စီတွေကအခိုင်အမာတက်ဆွဲခဲ့ပြီးတော့မှတော်လန်ရေးအင်အားစုတွေအနေနဲ့အချိန်ကာလအတော်ကြာတိုက်ယူခဲ့ရတာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ပျက်စီးနေတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါတွေကတော့အာနာသိန်းစစ်ရှုံးကောင်စီရဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုင်းမှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ထိခိုက်ပျက်စီးသွားခဲ့ရတဲ့ပြည်သူတွေရဲ့နေအိမ်တွေပဲဖြစ်ပါတယ်။ ဒီတောင်ကျန်ရဲ့ရဲစခန်းကဆိုလို့ရှိရင်လေဒီတော်လန်ကြီးအင်အားစုတွေအတွက်နေမြေဆိုးမှုမှုအပိုင်းမှာဒီအရေးပါတဲ့နေရာမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လန်ကြီးအင်အားစုတွေအနေနဲ့ဒီတောင်ကျန်အင်းရဲစခန်းကိုကျွန်တော်တို့အချိန်ကာလတော်ကြာကျူးကျူးဆဆနဲ့တိုက်ယူခဲ့ရပြီးတော့မှသွေးချွေးတွေရင်းနှီးပြီးတော့ရယူခဲ့တဲ့အောင်မြင်မှုအထိမ့်မဲ့ပဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ကျွန်တော်မပါခဲ့ပါဘူးဒါကျွန်တော်ကတတင်းမှတ်တမ်းယူယုံတည်တံ့ရောက်ခဲ့တာပဲဖြစ်ပါတယ်တကယ်ဆွန့်လွတ်စင်စားသွားခဲ့ကြတဲ့ကျွန်တော်တို့ရဲ့တော်လန်ကြီးရဲဘော်တွေကိုတော့ကျွန်တော်အမြဲတမ်းလေးစားကုန်ယူမှတ်တမ်းတင်နေမှာပဲဖြစ်ပါတယ်အဲသူတို့ဒီလိုမျိုးဆွန့်လွတ်စင်စားပြီးတော့ပေးဆက်ခဲ့လို့လေကျွန်တော်တို့ဒီလိုမျိုးထပ်ပုတ်မှတ်တမ်းတွေယူနိုင်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုဝမ်းသာစရာတတင်းတွေချပေးနိုင်တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီစစ်တပ်ရဲ့ဒီတက်ဆွဲခဲ့တဲ့နေရာကနေတွေးရှိခဲ့တဲ့ကြီးကွန်တွေပေါ့နော်ဒါဆိုရင်အာနာသိန်းစစ်ရှုံးကောင်စီတပ်သားတအူးရဲ့အယိုးစုပဲဖြစ်ပါတယ် ဒီကျွန်တော်တို့တိုက်ပွဲတွေအပြီးမှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတကြိုပေးခဲ့တာပါဒါဟာဆိုရင်ဒါ2022ခုနှစ်ကကျွန်တော်တို့စခန်းကုန်းတစ်ခုကိုတင်ပိုက်ဖို့ဒီရောက်ရှိနေတဲ့ရှေ့တန်းနေမြေတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဒီရှေ့တန်းဧရိယာကိုတွားတဲ့အချိန်မှာဒါကျွန်တော်မှတ်တမ်းတင်ထားခဲ့တာပဲဖြစ်ပါတယ်ဒီစခန်းကတော့အာနာသိန်းစစ်ရှုံးကောင်စီရဲ့တောင်စွန်းစစ်စခန်းပဲဖြစ်ပါတယ် BGN နဲ့စစ်ကောင်စီတပ်သားတွေအင်အားအများအပြားတပ်ဆွဲနေထိုင်နေတဲ့စခန်းဖြစ်ပါတယ် ပထမဆုံးချိန်တိုက်ခိုက်မှုမှာတော့ကျွန်တော်တို့က DC စခန်းကိုတိမ့်ပိုင်းနိုင်ခြင်းမရှိပါဘူး။ဒါဆိုရင်ကျွန်တော်တို့ဒီရှေ့တန်း area ကိုရိတ်ခါသွားပို့ရင်းနဲ့မှာကျွန်တော်မှတ်တမ်းတင်ခဲ့တဲ့ဒါ video မှတ်တမ်းနေပဲဖြစ်ပါတယ်။ လက်ရှိဒါကျွန်တော်တို့ရောက်နေတဲ့နေရာဆိုလို့ရှိရင်ဒီအာနာသိန်းစစ်ချုံးကောင်စီစခန်းအခြေဆိုင်ရာနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဝါးနှစ်ပြန်ခန်းလောက်ပဲဝေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအာနာသိန်းစစ်ချုံးကောင်စီတပ်သားတွေအနေနဲ့ဒီလောက်နီနီနာနာလေးရောက်နေတာတောင်မှပဲဘာမှမတုံ့ပြန်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဒီနှစ်နှစ်လောက်ကြာတဲ့အခြေအနေမှာတော့ကျွန်တော်တို့ဒီတောင်စွန်းစစ်စခန်းကိုတော်လန်ရင်အင်အားစုတွေအနေနဲ့တိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့လို့လည်းကျွန်တော်တို့အရင်အနီကြီးစွာနဲ့ပိတ်ဆက်မှုကြီးစွာနဲ့ဒါတိမ့်ပိုက်ခဲ့ရတဲ့အာနာသိန်းစစ်ရှုံးကောင်စီရဲ့စစ်စခန်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်လည်းဒီကျွန်တော်တို့တော်လန်ยีအတွက်တော့ဒါအောင်မြင်မှုတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။အဲဒီစခန်းကိုတော်လန်ยีအင်အားစုတွေတိမ့်ပိုက်ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ဒီလုံရုပ်လုံဆောင်တိုင်းကျွန်တော်တို့တွေနည်းဒီတင်းနေတင်ပြဖို့ရန်အဲတင်းမှတ်တမ်းတွေကျွန်တော်တို့တင်ဖို့ရန်အတွက်ဒါကျွန်တော်တို့တွားရောက်ပြီးတော့မှတ်တမ်းတင်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ဒီစကန်းဆိုလို့ရှိရင်လည်းအာနာသိန်းစစ်ရှုံးကောင်စီလေးဒါစကန်းရှွန့်ခွာထွက်ပြေးသွားခဲ့ရတဲ့စကန်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီအာနာသိန်းစစ်ရှုံးကောင်စီရဲ့ရှေ့ကကင်းကုံပဲဖြစ်ပါတယ်။အခုဒီစကန်းအတွဲမိုင်းမှာဆိုလို့ရှိရင်လည်းသူတို့ဆုတ်ခွာသွားခဲ့တဲ့အချိန်မှာအာနာသိန်းစစ်ရှုံးကောင်စီအနေနဲ့ဒီသူတို့ရဲ့ကြံရှိနေခဲ့တဲ့သူတို့ရဲဘော်တွေရဲ့အလောင်းတွေကိုတောင်းမှပဲတခါလေကောက်ယူသွားနိုင်ခြင်းမရှိပဲဖယူဖယဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ရတဲ့အနေအထားပဲဖြစ်ပါတယ်။ ဒီစကန်သိမ့်ပိုင်းမှုမှာဆိုလို့ရှိရင်ကျွန်တော်ဘဝအတွက်ကတော့မမေ့နိုင်တဲ့အမှတ်တရတစ်ခုရှိစေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဒီအာနာသိန်းစစ်ရှုံးကောင်စီရဲ့တပ်သားတွေစကန်ဆွန့်ခွာသွားတဲ့ဒီမနက်မှာပဲကျွန်တော်ကအဲ့ဒီဘေးရွာကိုသွားပြီးတော့တည်င်းရယူဖို့ရွာထဲကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်ရောက်ရှိနေတဲ့ရွာရဲ့ဒီအနောက်ဘက်ထိပ်မှာဆိုရင်ဆွမ်းနဒီတောင်စွန်းစစ်စခန်းကဆွမ်းခွာလာတဲ့စစ်သားတွေရှိနေကြတာဖြစ်ပြီးတော့အရှိဘက်ထိပ်မှာဆိုရင်အဲ့ဒီဆွမ်းခွာလာတဲ့စစ်သားတွေကိုဒီလာကြိုတဲ့တခြားသောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေကြတာပဲဖြစ်ပါတယ်။ဒါ့ဝိမဲ့လည်းကျွန်တော်ကမတိဘဲနဲ့အဲ့ဒီစစ်ကောင်စီနှစ်ဖွဲ့ရဲ့ကြားအလဲတက်တဲ့ရွာတွေကိုရောက်နေကြတာပဲဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲပြည်သူတွေရဲ့ဒီစူတောင်းပေးတဲ့စကားသံတွေကြောင့်ပဲဖြစ်မှာပါကျွန်တော်ဟာ BNR ကင်းစွာနဲ့အဲ့ဒီရွာတွေကပြန်ထွက်လာနိုင်ခဲ့တယ်အဆိုရင်လည်းဒါကျွန်တော်အတွက်တော့ဒီထူးထူးခြားခြားမိမရတဲ့အမှတ်တရပဲဖြစ်ပါတယ်အခုဒီလက်ရှိမြင်နေရတာကတော့ဒါကျွန်တော်တို့နောက်ထပ်ဒီရေစကန်တစ်ခုကိုတိုက်ခိုက်သိမ်းပိုက်တဲ့နေရာမှာကျွန်တော်တို့အဖွဲ့ဒီအလုံးလုံးနေတဲ့မှတ်တမ်းပရီပေါ့နော်ကျွန်တော်တို့ဒါလက်နက်ကြီးနဲ့လမ်းပြီးတော့အပြစ်ခံခဲ့ရတဲ့မှတ်တမ်းပရီပဲဖြစ်ပါတယ် ဒီကန်ကောင်းစွာနဲ့ပဲဒီလက်နဲ့ကြီးကကျွန်တော်တို့ကိုလွန်ပြီးတော့ကြာသွားတယ်ပေါ့နော်တိတ်မကြခင်မှာပဲဒီရဲစခန်းကိုလည်းကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့အဲကောင်းကောင်းကြီးတိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီအာနာသိန်းစစ်ရှုံးကောင်စီနဲ့အတူဒီစခန်းထဲမှာရှိနေတဲ့ဒီစစ်ကျွန်းရဲတပ်ဖွဲ့တွေဒီစစ်သားတွေရာဆိုလို့ရှိရင်စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ရတဲ့အနေအထားပဲဖြစ်ပါတယ်ဒီစကန်းကိုတိုက်ခိုက်သိမ့်ပိုက်တဲ့နေရာမှာတော့ကျွန်တော်အနေနဲ့တထောင်းတနေရာကနေပြီးတော့မှပါဝင်ကူညီခွင့်ရခဲ့တာပဲဖြစ်ပါတယ် ဒီစကားရဆိုလို့ရှိရင်လဲတော်လန်ကြီးအင်အားစုတွေအတွက်အင်မတန်မကိုအရေးပါပြီးတော့အဓိကကျတဲ့လမ်းမကြီးတစ်ခုကိုဒါကျွန်တော်တို့စိုးမိုးနိုင်ဖို့ရန်အတွက်ဒီအရေးပါတဲ့စစ်ကောင်စီစခန်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လန်ကြီးအင်အားစုတွေအနေနဲ့ခြေသန်လုံးလုံးနဲ့ဒီအာနာသိစစ်ရှုံးကောင်စီရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်သိမ်းပိုက်လာနိုင်နေတာကလည်းကျွန်တော်တို့တော်လန်ကြီးအင်အားစုတွေရဲ့အရေးတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လန်ကြီးအောင်မြင်ဖို့ရန်အတွက်ကောင်းမွန်တဲ့ခြေလှမ်းတွေလို့ဆိုရမှာပဲဖြစ်ပါတယ် အခုလက်ရှိမိတ်ဆွေတို့အခုမြင်နေရတဲ့စကမ်းဗီဒီယိုဖိုင်ကတော့ဒါထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ठी ကက်ပလဲလို့ခေါ်တဲ့စကမ်းရဲ့ဗီဒီယိုဖိုင်မြင်ကွင်းပဲဖြစ်ပါတယ်အဲလွန်ခဲ့တဲ့ဒီရက်ပိုင်းပေါ့နော်2025ဂျွန်လမှာဆိုရင်ဒီ PDN နဲ့ KNL တပ်ပေါင်းစုတွေကနေပြီးတော့မှဒီ ठी ကက်ပလဲစခန်းကိုအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီဗီဒီယိုဖိုင်ကတော့ဒါကျွန်တော်ကိုယ်တိုင်2022ဒီအစပိုင်းမှာဒါမှတ်တမ်းတင်ထားခဲ့တဲ့ကင်းထောက်ထားခဲ့တဲ့ဗီဒီယိုမှတ်တမ်းပိုင်ဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကလည်းကျွန်တော်တို့ဒီစကန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီမယ်လို့စကန်းရဲ့ခြံစည်းရိုးအတွင်းနဲ့ရောက်ပြီးကမှဒီအာနာသိန်းစစ်ရှုံးကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ဒါကျွန်တော်တို့စကန်းကိုအပီးသက်မသိမ်းပိုက်နိုင်ခဲ့ပဲနဲ့ဒါပြန်လည်ဆုတ်ခွာခဲ့ရတဲ့စကန်းဖြစ်ပါတယ်။ ဲဒါကျွန်တော်ကတော့ဒီစခန်းကအမှတ်တရဆိုတော့ဒါကျွန်တော်ရဲ့ဒီတော်လန်ကြီးနေမြီတဲကိုပထမဆုံးရောက်ပြီးတဲ့အချိန်မှာဒါပထမဆုံးဒီတိုက်ခိုက်သိမ့်ပိုက်ဖို့ဒီကြုံလာခဲ့တဲ့စစ်ကောင်စီစခန်းတစ်ခုအဖြစ်ဒါကျွန်တော်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ် Revolution Traveler တော်လန်ခྱི་သွားဆိုတဲ့အတိုင်းဒါတွေကတော့ကျွန်တော်ကိုယ်တိုင်မှတ်တမ်းတင်ထားခဲ့တဲ့ဗီဒီယိုနဲ့ဓာတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like comment နဲ့အတူကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ရန်အတွက်ကျွန်တော်ဒီနေရာကနေပြီးတော့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။